ါဒီနေ့မတ်လ22ရက်ဖရော့ဖယင်းနေ့စစ်တင်းနေ့ကိုတိဆက်ပေးပါမယ်ဒီနေ့တော့မူတီထက်စော်ရွာတူပြီးလေပြင်းတိုက်ခတ်မှုကြောင့်နမခုံမြို့ရှိစီရီသူပါဝင်စစ်ဆောင်စာတီကျောင်းနဲ့နေအိမ်တို့ပြည့်စည်ရတဲ့တဲ့ဘာကတ်ရှိနမ်းမော်ရွာမှာနိုကန်ပေါ့ကြအရင်နေ့တို့ထက်ရွှေနုံများပြားတဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီတပ်က184ကျိန်လေကျောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီး 120ခုနှစ်ဦးတည်ဆုံခဲ့တဲ့တည်င်းစတဲ့တည်င်းတွေအပါအဝင်ဖရော့ဖယင်နစ်စစ်တည်င်းတွေကိုကြားရမှာပါဂရီနီပြည်နမခုံမြို့မှာမနေ့ကမတ်လ21ရက်နေ့ညနေ2နာရီဝန်းကျင်လောက်ကမူသေးထက်ဆွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်စီရီတစုအပါအဝင် နေအိမ်တချို့ပျက်စီးခဲ့တယ်လို့အာမန်တစ်ပရဟိတအသင်းရဲ့တာဝန်ခံကဖရော့ဖယင်ကိုပြောပါရယ်မူသေးထက်ဆွာရွာသွန်းပြီးလင်ပြေတိုက်ခတ်မှုကြောင့် လူနေအိမ်နဲ့စစ်ဆောင်စာတီကျောင်း၃ဆောင်အပါဝင်စုစုပေါင်းအဆောက်အဦ10လုံးထပ်မံပြည့်စည်ခဲ့ပြီးပြည်လဲပြင်ဆင်ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာလည်းခရီးနှစ်ပြည်အပါဝင်တခြားပြည်နယ်နဲ့တိုင်းတွေမှာလာနီညာကြောင့်ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းခဲ့ပါဗျ။ကချင်ပြည်နယ်ဖားကတ်မြို့နယ် လမ်းမော်ရွာမှာအချိန်အခါမဟုတ်ရုတ်တရက်နှုတ်ကန်ပေါက်ကျခဲ့ပြီးအရင်နှစ်တွေထက်ရွှေနှုတ်များပြားတာကြောင့်ဒိတာခံတွင် ထိတ်လက်ကုန်တယ်လို့နမ်မော်ဒိတာခံအမျိုးသမီးတူကဖာရိုအဖန်ကိုပြောပါရယ်အဆိုပါနှုတ်ကန်ပြူရချင်းဟာကုမ္ပဏီအဖွဲ့အစည်းတစ်ခုကမြေစာရီဖုတ်ပြီးများလာတဲ့နှုတ်တွေကိုရှင်းလင်းရမှာလွန်သွားတာကြောင့်ဖြစ်တယ်လို့ဆိုပါရယ်နမ်မော်ကျွရမှာစုစုပေါင်းအိမ်ရှိတထောင်ဝန်းကျင်ရှိပြီးကျေးရွာအတွင်း ကျောင်းသူဖော်လုပ်ငန်းအသီးစားစုစုပေါင်း၁၀ခုဦးကျင့်ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၃ရက်နေ့မှာလဲဘာကတ်မြို့နယ်စပော့ကျေးရွာအနီးဘရန်6မှာယတနာအတ္တိပတိကုမ္ပဏီရဲ့လောက်ကွက်ဟောင်းရွှေနိုကန်ပွင့်ကြောက်မှုကြောင့်ကလေး၄ဦးအပါအဝင်53ဦးသေဆုံးခဲ့ပြီးအိမ်59ခုလုံးပျက်စီးခဲ့ပါဗျ။မြန်မာနိုင်ငံမှာ2025ခုနှစ်ဖေဖော်ဝါရီလတလတာအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း 184ကြိမ်ပြုတ်လုခဲ့ပြီးပြည်သူ120ခုနှစ်ဦးတည်ဆုံးခဲ့ကြောင်း Spring Revolution Database SRD ကအချက်လက်ကောက်ယူရရှိခဲ့တယ်လို့ SRD ရဲ့ Director က Farova ကပြောပါရယ်အစိုးပါလေကြောင်းတိုက်ခိုက်မှုတွေက လေနဲ့ဘုံကျဲတာဒုံးနဲ့တိုက်ခိုက်တာ စက်တက်လီတီနဲ့တိုက်ခိုက်တာတွေရှိပြီးအဲ့ဒါပြတ်မှတ်အကြိမ်100ကျော်အပါဝင် ဘာရရဲ့အဆောက်အုံစာတီကျောင်းနဲ့ဈေးရုံစီပီခန်းတွေကိုလည်းပြင်သက်ထားတိုက်ခိုက်ခဲ့တဲ့အကြံရည်စုစုပေါင်း180ကျော်ရှိတယ်လို့သိရပါတယ်။ဒီဖေဖော်ဝါရီတွင်မှလေရင်စက်တက်လီထီနဲ့တိုက်ခိုက်ခံရပြီးစုစုပေါင်း120ကျော်တည်ဆုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတရက်လေကျောင်းတိုက်ခိုက်မှုဟာအာနာစတိန်ချိန်2023ခုနှစ်ကနေ2025ခုနှစ်မှလအထိစုစုပေါင်းအကြံရည် 9000ကျော်ရှိတယ်လို့သိရပါဗျ။ပကိုးတိုင်းမင်းလောက်မြို့နယ်စစ်ကွေးမြို့အုတ်တွင်ကျေးရွာနေရှိစစ်ကွေးသားဆုံးစစ်စေးရေးဂိတ်ကိုတယောက်ကြည့်ခရိုင်တရင်3800နှစ်တက်ခွဲနှစ်ကနှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးတေဆုံးခဲ့ပြီး၁၀ဦးတရားရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကွေးသားဆုံးစစ်စေးရေးဂိတ်ကိုမလ၂၀ရက်နေ့နေ့လယ်တနိုင်ခွဲမှာ ပထမဆုံးအကျေဝေရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားခုနှစ်ဦးဝန်းကျင်တည်ဆုံးက6ဦးတရားရှိခဲ့လို့ဆိုပါတယ်တိုက်ပွဲအတွင်းတော်လရေးတပ်ဘက်ကရဲဘော်တအူးမစိုးရိပ်ဖွဲတရားရှိကလက်နက်ခဲရတွေတိစီရရှိခဲ့တယ်လို့သိရပါတယ်အစူပါစစ်ကွေးတာစုံစစ်စီရေးကိတ်မှာစစ်ကောင်စီတပ်သားတွေကလှုပ်ချုံရေးပြည့်ယူနေတာကြောင့်ဒီနေ့မနေ့မှအဝေးထိပ်ဖုံးနဲ့ဒုတိယကြိမ်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တဦးတည်ဆုံးပြီးလေဦးတည်းရရှိခဲ့လို့ဆိုပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျီနီဘာမြို့မှာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကနေ20ရက်နေ့အထိကျင်းပခဲ့တဲ့အပြင်းပြင်းဆိုင်ရာအလုသမားရေးရာအဖွဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းဝေးကနေစီကောင်စီတက်ကို ပြပဆက်ဆက်ရေးပြတ်တောက်နိုင်ဖို့စောပြတ်ချက်မူတန်းချမှတ်လိုက်ပါတယ်။နိုင်ငံတွင်းစီကောင်စီတက်ရဲ့လူခွေ ချုပ်ဖောက်မှုတွေအသေးအနမလောက်ခိုင်းမှုတွေနဲ့ လွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခွင့်တွေကိုချိုးဖောက်တာတွေရပ်တန့်ရမယ်လို့ဆိုပါတယ်။စစ်ကောင်စီအနေနဲ့မလိုက်နိုင်ရင်ရရှိရဲ့စစ်ဘက်ဆိုင်ရာအသုံးဆောင်တဲ့နေပညာတွေလေစီနဲ့စစ်ကောင်စော်ရီထံကိုစစ်ဆင်းလာတဲ့ငွေကြေးတွေကိုစစ်တောက်ဖို့လဲဆုံးဖြတ်ချက်မှုကြအပိုင်းနဲ့အပိုင်းကငွေမှာဖော်ပြချပါရဲ့။ တည်ဆုပ်ဖြတ်ချက်မူကြမ်းကို2025ခုနှစ်ဇွန်လ2ရက်နေ့မှာကျင်းပမဲ့133ကြိမ်မြောက်ပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ ILC မှာအတည်ပြုဆုံးဖြတ်မှာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားတမကများအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်အတူတူတည်ရမူဒေါ်ဖြိုးဆန္ဒစိုးကပြောပါရယ်ဒီနေ့မတ်လ22ရက်ဖရော့ဖယ်ရဲ့နေ့စဉ်သတင်းလေးကိုကြားခဲ့ရတာပါ ကျမအမညာမောပါရှင်အားလုံးရဲ့အတန်း Federal FM